ထက်ဒီကောင်း O နဲ့ဒါနဲ့ပေါင်းပါ O နဲ့ E နဲ့ပေါင်းပါအဲ့တော့ O နဲ့ E နဲ့ပေါင်းအောင်အဲ့တော့ O ရဲ့ E ရဲ့ပေါင်းမယ်အဲ့တော့ကြည့်မယ်ဒါဆို O လေးကိုအရင်ရေး နောက်က EO ရေးတဲ့ခါကျရင်ဒီလိုလေးအနောက်ကနေကပ်ပြီးတော့မှရေးပြရပါမယ်။အောက်မှာလည်းလွတ်နေရမယ်။အပေါ်မှာလည်းလွတ်နေရပါမယ်။အော်နော်အဲ့လိုမျိုးဒါဆိုရင်ဒီမှာတော့တဝက်လောက်ဖြစ်အပေါ်ကနေရတဝက်လောက်ရေးမယ်အောက်မှာနည်းနည်းလေးခြံမယ်မို့ OE အဲ့လိုရေးမယ်ဘာလို့ဆိုဒီပုံမှာဘာလို့ခြံခိုင်းလဲအပေါ်မှာတညီတည်းမဖြစ်နေရဘာလို့ဆိုဒီနေရာမှာဂျီတွေထဲအောင်မှာဂျီနဲ့တရာနဲ့ရောမှာလေဒါကြောင့်မလို့ဒီနေရာမှာကတဝက်လောက်ကနေစာရေးမယ်ဒီအောက်မှာနည်းနည်းလေးခြံပေးရမယ်ဒီမှာတော့လွတ်နေမယ်အော်နော်အဲ့တော့ OE OE ကိုဘယ်လိုတန်ထွက်မလဲဆို OE ကို what's way ya bladder တဲ့တန်ဝဲလို့ထွက်မယ်တခါလေးကြလို့ရှင်ရင်တခါလေးကြရင်သူကိုဝဲလို့ထွက်မယ်ဟောနော်ဒါဆိုလို့ရှင်ပြန်ပြောအောင်အဲ့တော့ OE ကိုဘာတန်ထွက်မလဲ OE ကိုဝဲ what's way ya bladder တဲ့တန်နဲ့ထွက်မယ် OE ကိုဝဲတခါလေးကြရင်သူကိုဘာလို့ထွက်မလဲ ဝဲလို့ထွက်ရမယ်မှတ်ထားပါဝဲလို့အများဆုံးထွက်မယ်ဟိုကြီးဝဲတစ်ခါတလေမှဝဲလို့ထွက်တယ်ဟုတ်ပြီဒါဆိုရင်တော့အဲ့တော့ဒီရဲ့ယူနဲ့ကြတော့သူကမပေါင်းနောက်တစ်ခါဒီဥနဲ့အီနဲ့ပေါင်းမယ်ဥနဲ့အီနဲ့ပေါင်းမယ်ဥနဲ့ဘာနဲ့ပေါင်းမလဲဥနဲ့အီနဲ့ပေါင်းမယ်ဒါဆိုပေါင်းအောင်ဟုတ်ရဲ့အီရဲ့ပေါင်းမယ် ဒါဆိုဟိုရေးမယ်ပြီးရင်နောက်က e ကိုဒီအပေါ်မှာတဝက်ရှိရမယ်အဲ့လိုရေးမယ်ဒီအောက်ကတညီလေးဖြစ်နေရမယ်ဟုတ်ပြီနော် u e အဲ့တော့ u e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  ကြာတော့ဘာဖြစ်တော့ we ဖြစ်သွားတယ်အဲ့တော့ u e ကိုဗန်းထွက်မယ် we လို့အတန်းထွက်ပြရမယ် was ဝေလုံးကြီးတင်ဆက်ခ we u e ဗန်းထွက်မယ် we လို့ထွက်ပြရပါမယ် u e we ဟုတ်ပြီဒါဆိုရင်ဦးဤကဝီဖြစ်သွားပြီဒါဆိုရင်သူလည်းအတူတူပဲဟောဒီယူကိုမတုံးဦးဤဝီဟောပြီနော်အဲ့တော့ဦးမပေါင်းဘူးယူမပေါင်းဘူးဟုတ်ပြီဒါဆိုဒီအုတ်နဲ့ပေါင်းမယ်အုတ်နဲ့ဤနဲ့အဲ့တော့အုတ်ဤဦး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 အမြင်ပေါက်ဖြစ်သွားမှာပေါ့အဲ့တော့အုတ်ဤ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 နဲ့သူကကြတော့ဦးဆိုပြီးတော့မှအတန်ဖြစ်သွားမယ် ုနဲ့ပါနဲ့ပေါင်းမယ်။ e နဲ့ပေါင်းမယ်။အဲ့တော့ o e ကိုပါတယ်လို့ထွက်မယ်။ o ဟုတ်ကိုရေးမယ်ပြီး e ကိုရေးတဲ့ခါသူကကတ်ပြီးမရေးဘူးတဝက်မှရဖြတ်ပြီးမရေးဘူးဘယ်လိုရေးရမလဲဆိုတော့ဟုတ်ကိုအရင်ရေးမယ်ဟုတ်ကိုအရင်ရေးပြီးတော့ရေးဆိုရင်နောက်ကနေ e e ဆွဲတဲ့ခါတော့ဒီအောက်နှားလေးမှာနည်းနည်းလေးလွတ်နေရမယ်ဒီတဝက်ကြီးမှရေးပြီးဆက်ဆက်ရေးလို့မရအောင်တဝက်မှရေးပြီးဆက်ရေးလိုက်ဒီ o နဲ့တော့သူ့မှာ ဲ့ဒါဖြစ်တဲ့အတွက် o ကိုဆွဲမယ်ပြီးရင်တော့က e လေးကိုထားမယ်အဲ့တော့ o e o e ဆိုရင်တို့ကဘာဖြစ်မလဲဆိုရင် o e o e o e ဆိုပြီးအောင်မအဲ့တော့သူ့ကိုအဲ့တော့ o e ဆိုပြီးအောင်မအတန်းထွက်မြောက် o e ပါတယ်ဟုတ်မယ် o e o e o e အဲ့လိုထွက်ရပါမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကြည့်အောင်အဲ့တော့အခုဘယ်နှလုံးရသွားရောဒီကအနောက်က e နဲ့ပေါင်းလိုက်တဲ့စလုံး9လုံးရသွားတယ်ဒါဆိုပြန်ပြောကြည့်အောင်အဲ့တော့ a i e ya i ye o i e yo i ye o i we သူရောအတန်ထွက်လေးကနည်းနည်းလေးကရမညီပေါ့နော်နည်းနည်းလေးပြောင်းလေး o i we ယူနဲ့မပောင်းဘူး u i we ဟုတ်ပြီယူနဲ့မပောင်းဘူး o i we ဟုတ်ဘူးเนาะအဲ့လိုမျိုးပြောမယ်ဒါဆိုရင်ဒီမှာ9လုံးရသွားပြီဟုတ်เนาะဒါကဘာလဲဆိုတော့ဒီမူရင်းသရ10လုံးမှာကိုပဲနောက်က e လေးနဲ့ကိုတော်တော်ပေါင်းတာဘာနဲ့ဘာနဲ့မပေါင်းဘူး you နဲ့ you နဲ့မပေါင်းဘူးကျန်တဲ့9လုံးနဲ့ပေါင်းမယ်ဒါဆိုဘယ်နှလုံးရသွားမလဲ9လုံးရသွားပြီဟုတ်เนาะ you နဲ့ you နဲ့မပေါင်းဘူးဆိုတော့ဒီမှာ9လုံးရသွားပြီဟုတ်ပြီ9လုံးပြီးတော့17လုံးလို့ပြောထားတာဆိုတော့နောက်ထပ်4လုံးကျန်သေးတယ် ဒါဆိုအဲ့လေးလုံးထပ်ပေါင်းအောင်။ဟုတ်ပြီကြည်ကြည်အောင်။ဒါဆိုလို့ရှိရင်သူကဘယ်လိုပေါင်းလဲကြည်အောင်။ဒီရဲ့ O နဲ့ပေါင်းမယ်။ဟောနောက်မြောင်းကိုကြည့်မယ်နော်။ O နဲ့ဘာနဲ့ပေါင်းမလဲ။ O R အဲ့လိုပေါင်းမယ်။ O နဲ့ဘာနဲ့ပေါင်းမလဲ။ R နဲ့ပေါင်းမယ်။အဲ့တော့ O နဲ့ R နဲ့ပေါင်းမယ်ပေါင်းအောင်။ O R အဲ့တော့ရေးတဲ့အခါရေးနည်းလေးကိုတခြားကြည့်မယ်။အဲ့တော့ O ကိုအရင်ရေးမယ်။ ့ဦးရင်းပြင်ဒီပေါ်မှာခုနကဒီနောက်ကဤပိတ်တာနဲ့တော့သူမယ်နော်ဤပိတ်တယ်လို့မျိုးပဲအပေါ်မှာတဝဲရှိမယ်အောက်နာလီမှာနည်းနည်းလေးရှိမယ်ပြီးရင်ဒီမှာနောက်ကအာရေးမှာအာရေးမှာဖြစ်တဲ့တော့ဒီအိုပိတ်ထားတဲ့မြင်းအပေါ်မှာရှိရမယ်ဟုတ်မနော်ဒီအိုရဲ့အပေါ်မှာရှိရမယ်အိုအာ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 အဲ့တော့ဝါ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 ဆိုတာပါပြီတော့ဝါ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 ဆိုဝါဆိုပြီးဖြစ်သွားတယ်အဲ့တော့ ပူအောင်ဝါပူအောင်ဝါဆိုတဲ့အတိုင်းနဲ့ပြောမှာဝါဆွဲရေးချတဲ့အတိုင်းပြောရမယ်နော်ပူအောင်ဝါဟုတ်ပြီအိုအောင်ဝါဒါဆိုရင်နောက်တစ်ခုသွားရအောင်အိုအားကဝါဖြစ်တယ်ဒါဆိုဒီဥနဲ့ဘာနဲ့ပေါင်းမလဲဆိုဥနဲ့ဩနဲ့ပေါင်းမယ်ဥဩဆိုတော့ဘယ်မှာမှဥဩ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  ဲ့တော့အပြီးဦးအောင်ရေးမယ်အဲ့တော့ဦးကိုအရင်ရေးမယ်ဦးကိုအရင်ရေးပြီးရင်နောက်ကအောင်အောလေးကိုမြင်ရအဲ့အောက်မှာရှိရမယ်ဒီအောက်ကတညီရဲဖြစ်မယ်ဒီပုံမှာလွတ်နေရမယ်ဟုတ်ပါနော်အဲ့တော့ဦးအော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 ဆိုတော့ဦးအောကိုအမြင်ထွက်လာတော့ဦးအောဆိုရင်ဝေါ်လို့အတန်းထွက်မယ်ဟုတ်ပါနော်ဦးအောဆိုပါလားထွက်မယ်ဝေါ်ဦးအော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 ဆိုတော့ဝေါ် ဲ့တော့ o r များဒီမှာကြည့်မယ်နော်များကိုကြည့်မယ်နော် o o a wa u o wo ဒါဆိုကိုလုံးရပါတယ်ဒါတရာချင်းချင်းပေါင်းသွားတာမူရင်းတရာချင်းချင်းပေါင်းသွားတာအဲ့တော့ကိုလုံးရပါတယ်အဲ့ဒီဟာကိုမှဒါဆိုတော့ပြန်သွားမယ်အဲ့တော့ o နဲ့ o နဲ့ဘာနဲ့ပေါင်းမလဲဆိုတော့ဒီပေါင်းစက်တရာ a လေးနဲ့ပေါင်းမယ် ဟိုနဲ့ဘာနဲ့ပေါင်းမလဲပေါင်းစတရာအေလေးနဲ့ပေါင်းမယ်ဟိုနဲ့အေနဲ့ပေါင်းမယ်အဲ့တော့ရေးတဲ့အခါလည်းအတူတူပဲဟိုနောက်ကအာရေးထားတဲ့ပုံစံတိုင်းပဲအပေါ်မှာရှိမယ်ပြီးရင်နောက်ကအေဖြစ်တဲ့တော့နောက်က e လေးပိတ်တာမယ် o a e. ုတ်ပြီအဲ့လိုရေးရမယ်ဒီအောက်မှာနည်းနည်းလွတ်မယ်အပေါ်မှာဒီမှာတဝက်လောက်လွတ်နေမယ်ဒီအောက်မှာနည်းနည်းလွတ်ထားမယ် OA ဟုတ်ပြီအဲ့တော့ OA 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 ဆိုတော့ဗာနေတော့မှာ OA ဝယ်လို့ထွက်မယ်အဲ့တော့ what what sway ရပ်လက်တတ်တဲ့အတန်းဝယ်တယ်နဲ့ထွက်မယ်တခါလေးကျန်သူ့ကိုဗာလဲဆိုတော့တခါလေးကျန်သူ့ကိုဝယ်ဆိုတဲ့အတန်းထွက်မယ်အဲ့ဒါဆိုရင် OA ဝယ်ဆိုတာနဲ့ဒီ OE ဟုတ်နော် OE ဝယ်တဲ့အခန်းတော့ကဒီနေ့ခုကအတန်ထွက်တူးပါတယ်အဲ့တော့ OA OE ဟုတ်နော်အဲ့ဆို meaning နေတွဲမှတ်တဲ့အခါ meaning နေတက်တဲ့အခါကျရင်တွဲမှတ်ရမယ် BND OA ဝယ်ကတော့အဲ့တော့ဘယ်လိုလဲဆိုတော့သူက meaning နေကြရင်အသုံးများတယ်နောက်စကားပြောတွေစကားဟိုထောက်တော့ grammar နဲ့ဆက်တဲ့အခါအဲ့လိုမျိုးကျရင်ဒီလိုမျိုးတွေပါတာများတယ် meaning ကတော့ဒီ OA ဝယ်ကတော့ meaning နေတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်ထပ်ကြည့်အောင် အဲ့တော့ OA ကဝဲဖြစ်သွားပြီအဲ့တော့ဒါဆိုရင်ဒီ U လေးနဲ့ပေါင်းအောင်အဲ့တော့ဒါဆိုရင်အဲ့ဒီ U ဟုတ်ပြီ U ကကျတော့ဘယ်လိုနဲ့ပေါင်းမလဲဆိုတော့ဒီပေါင်းစသရာဒီ A လေးနဲ့ပေါင်းမယ်ဟုတ်နော်ပေါင်းစသရာ A လေးနဲ့ပေါင်းမယ်အဲ့တော့ U နဲ့ A နဲ့ပေါင်းမယ်အဲ့တော့ U A UA ဆိုပဲနော်နောက်က A ဆိုတဲ့အတွက်ပါဖြစ်တော့မှာဝဲဆိုတဲ့အတန်းဖြစ်သွားမှာဟုတ်မနော်အဲ့တော့ ကိုသူလဲသူတို့ပဲအေးရဲခါကြောင့်အိုးဒီဥဩဝရေးထားတယ်လို့မျိုးပေါ့နော်ဥဩဝရေးထားတယ်လို့မျိုးဒီအောက်မှာဖြစ်ရမယ်အဲ့တော့နောက်ကဒီလိုမျိုးဆက်သွားမယ်ပေါ့နောက်ပြီးရင်နောက်က e လေးထပ်ပိတ်မယ်အဲ့တော့ဥအေးဒီအောက်ကတော့ညီနေရမှာပေါ့ဘာလို့ဒီအောက်ကတညီလေးဖြစ်နေမယ်ဒီလိုမျိုးလေးဖြစ်ရမယ်ဥအေးဥနဲ့အဲနဲ့ပေါင်းမယ်ဥအေးဥအေးဥအေးဆိုတော့သူက u e w u e ဆိုတော့ w တခါစီကြရင် w တန်းနဲ့ထွက်ပြရပါမယ်အဲဆိုရင်ကြည့်ရအောင်အဲ့တော့သူ့ကိုအများဆုံးက a နဲ့ပေါင်းတော့ w a နဲ့ပေါင်းတော့ w ပေါ့အဲ့တော့ဒီရဲ့ဒီရဲ့အတန်ထွက်လေးတွေမှန်မှားတာလေသူ့ကိုအတန်ထွက်မှာဥ o a ဒါမှဝေတန်ထွက်မှာ ်ဦးအေးသူ့ကိုအေးလို့ထွက်ခတ်မာတာသူမဝဲဆိုတဲ့အတန်းလာမှာအများဆုံးကဒီရှေးကနှစ်တန်ကိုထွက်မှာဖြစ်တဲ့အတွက်ဟောဘယ်တော့ဒါဆိုလို့ရှိရင်တောင်ဆက်တရာ20တလုံးပြီးသွားပြီအဲ့တော့မှတ်မယ်ဆိုလို့ရှိရင်ဒီခုနကဒီခုနလုံးနောက်ထပ်၄လုံးမှတ်မယ်ဆိုရင်ဖြောင်းပြန်သွားခဲ့မယ် o a ဝါ u o ဝဒီနှလုံးပြီးသွားရင်ဒီရဲ့ o နဲ့ ပေါင်းစပ်တရာအေလေးနဲ့ပေါင်းမယ် OA ဝဲဟုတ်ပြီဒီ U လေးနဲ့ပေါင်းစပ်တရာ A လေးနဲ့ပေါင်းမယ် UA ဝဲဒါကြောင့်မို့လို့တရတွေမှာဆိုအာတန္တရာယာတန္တရာဝါတန္တရာဆိုပြောမှာသုံးမျိုးလာမယ်ဒါဆိုလို့ရှိရင်ဒီ23လုံးကိုအခုပြောလာတဲ့နီးလေးတွေတိုင်မှတ်မယ်ဆိုရင်မရောတော့ဘူးအမေတော့ဘူးဟုတ်နော်အသေးချာလေးလိုက်မှတ်ကြည့်ပါမယ်ဒါဆိုရင်တရ23လုံးနဲ့ပြီးသွားပါပြီဒါဆိုလို့ရှိရင်ဒီ ဘီးတွေတရတွေရသွားပြီဆိုရင်နောက်ရဲ့အတန်ထွက်ဘီးတရပေါင်းပြီးတော့အတန်ထွက်တဲ့အခါကျရင်အဆင်ပြေပြေလွယ်လွယ်ကူကူနဲ့ထွက်နိုင်မှဖြစ်ပါတယ်ဒါကြောင့်မလို့ဘီးတရလေးတွေကိုတေချာစလုံးနဲ့အတန်ထွက်နဲ့တိတိကျကျသိအောင်ရေးမှတ်ပြီးတော့မှလေ့ကျင့်ဖို့လိုအပ်ပါတယ်ဟုတ်ပြီအားလုံးကိုကျေးဇူးတင်ပါတယ်